လက်ထက်သွားတဲ့ချစ်သူအောင် ကိုဝင်းမေမောင်ရဲ့အကြောင်းပြောလာတဲ့တန်တာမုတ်တဲ့မင်္ဂလာပါပြိသက်ကြီးရင်ရုပ်ရှင်နုပညာလောကမှာစီစဉ်သူဖြစ်ရောထုတ်လုပ်ရေးဖြစ်ပါလူတီများတဲ့ကိုရွှေမန်းကုံကိုဝင်းမေမောင်ကတော့ပြီးခဲ့တဲ့နိုဝင်ဘာလနေ့ရက်နေ့ကပဲချစ်သူဆီယံဝင်းမလေးနဲ့လက်ထက်သွားခဲ့တာပါမင်္ဂလာပွဲမှာဆီယံဝင်းမလေးကိုရိုမက်တစ်ဆန်ဆန်လက်ထပ်ခဲ့လို့လူအများအားကြခဲ့ရပါတယ်။ဆီယံဝင်းမလေးကကိုဝင်းမင်းမောင်ရဲ့အချင်းဦးဖြစ်တယ်လို့မီဒီယာတချို့ကရေးသားခဲ့ကြတာပါ။ ဒါပေမဲ့အချိန်ကိုက်ပုံးလိုမျိုးဆရာဝန်မလေးနဲ့မတွေ့ခင်မှာချစ်သူအောင်တယုံဆောင်တန်တာမိုးသိန်းနဲ့လေးနှစ်တွေ့ခဲ့ပြီးတန်တာမိုးသိန်းကိုပြစ်ထားခဲ့နေဆိုတဲ့တဲ့တွေကလိုင်းပေါ်မှာခရင်ထားခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သက်တွေကသူလုံးသူလုံးဝေဖန်ထင်နေကြပါပဲ။တယုံဆောင်တန်တာမိုးသိန်းကထားရခံခဲ့ရတယ်ဆိုပြီးတနာနေကြတာပါ။ဒါကြောင့်တန်တာမိုးသိန်းဘက်ကတော့သူမကထားရခံခဲ့ရတာမဟုတ်ဘဲသူမကသာထားရခဲ့တာဖြစ်ကြောင်းကိုတက်တည်နေတကွာထုတ်ပြလာခဲ့ပါတယ်။ တစ်ဖက်ကမင်္ဂလာဆောင်တာတပတ်မပြည့်သေးခင်မှာပဲတန်တာမိုးတင်ကအောက်ဖဲလန်တလိုမျိုးချက်သူဟောင်းကိုဝင်မေးမောင်ရဲ့အတိတ်ကိုဖော်ထုတ်ခဲ့တာပါ။ ကိုဝင်မင်းမောင်ကသူမနဲ့ချစ်သူဖြစ်ခဲ့တဲ့လေးနှစ်အတွင်းမှာမင်းကလေးအယောင်90လောက်နဲ့ဖောက်ပြန်ခဲ့ပြီးပတ်ပင်းမိလို့ရှင်ဖြစ်တဲ့အခါတိုင်းစောင့်တွန်းထုတ်ခံခဲ့ရတာတွေလူကျင်နာမှန်သမျှဝယ်ပေးခဲ့ပြီးအရန်ချစ်ပေးခဲ့လို့ဖောက်ပြန်တာကိုအချိန်ချင်းခွင့်လွှတ်ပေးခဲ့တာတောင်မှမပြောင်းလဲပဲနဲ့ဆက်ပြီးဖောက်ပြန်တာတွေကြောင့်လေးနှစ်အတွင်းမှာလူရုံမပေါက်တဲ့အထိစိတ်ညစ်ခံရတယ်လို့တန်တာမိုးတိတ်ကရှင်းသားထားတာပါသူမအသိမခံနိုင်တော့လို့ဆွလွတ်ခဲ့တာဖြစ်လို့ကိုဝင်မင်းမောင်ကသူမကိုစိတ်နာနေခဲ့တယ်လို့လည်းပြောပါတယ် ိုဝင်မင်းမောင်ကဆရာဝန်မလေးနဲ့လက်မထက်ခင်မှာတော့သူ့ကိုဖုန်းလေးဆက်နေခဲ့လို့တပတ်မင်းကလေးကိုငဲပြီးဖုန်းမကန်ခဲ့ဘူးလို့တန်တာမိုးသိန်းကပြောလာတာပါအခုလို့ထုတ်ပြောရတာကလည်းသူမိဘတွေကစိတ်ဆင်းရဲနေကြလို့ကိုဝင်မင်းမောင်ရဲ့ဇနီးလောင်းဖြစ်သူဆရာဝန်မလေးကိုစာနာတနာမိပေမဲ့သူ့ကိုသိခါအတွက်ဖြေရှင်းရတယ်လို့ပြောပါတယ်